တိပိဋကဒရဓမ္မဗန္ဒာဂာရိကကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဖျာကြီးဦးစီးရေသာစီရင်တော်မူသည့်နိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင် ကျမ်းစာတော်မြတ်ကြီးအိုရေတော်အဖြင့်ရှုပ်ရှိသည့်အနက်ခြောက်မြအတွေ့အဖြင့်ပြေစမာတွေကိုဆက်လက်ဖကြပူဇော်ပါမယ်စာမျက်နှာနံပါတ်236တတိယជីវအကြောင်းတရား9ပါး ်မြတ်စွာဘုရားရှင်သည်တပန်ဆက်၍ယဟန်တို့ဟာတတိယကြီးပွားကြောင်းတရား9ပါးတို့ကိုဟောကြားတော်မူလို့ရကားယဟန်တို့သင်တို့ဟာငါဘုရားသည်စိုးခဲ့ပြီးဒီမှတပါသောအပတိဟာနိယကြီးပွားကြောင်းတရား9ပါးတို့ကိုလည်းဟောဦးအပ်ထိုတရားကိုနာကြကုန်လော့ကောင်းစွာနှလုံးသွင်းကြကုန်လော့အကျေအားဖြင့်ငါဗျာဟောကြားပြီးအံ့ဟုမိန်တော်မူလက်တော် ယဟန်တို့သည်ကောင်းပါပြီမြတ်စွာဘုရားကိုရှောက်ထဝန်ခံကြကုန်၏မြတ်စွာဘုရားသည်ဤဆိုလက်တန်သောအပရိဟာနိယကြီးပွားကြောင်းတရား9ပါးကိုဟောကြားတော်မူ၏နံပါတ်1ယဟန်တို့ယဟန်တို့သည်ယုံကြည်ခြင်းတရားတရားနှင့်ပြည့်စုံကြသဖြင့်ပြန်လည်ဖတ်ကြပါမယ်ယဟန်တို့ယဟန်တို့သည်ယုံကြည်ခြင်းတရားတရားနှင့်ပြည့်စုံကြသမျှကာလပတ်လုံး ။ယဟန်တို့အဖို့ရာကြီးပွားရန်သာရှိပြီးစိုးရိုးရန်အလင်းမရှိပြီ။နံပါတ်1ယဟန်တို့ယဟန်တို့သည်မကောင်းမှုမှရှက်ခြင်းဟိဒီတရားရှိနေကြသမျှကာလပတ်လုံးဘီယာလနံပါတ်3မကောင်းမှုမှကြောက်ခြင်းဥဒ္ဒဘတရားရှိနေကြသမျှကာလပတ်လုံးဘီယာလနံပါတ်4များသောအကြအမြင် ဘဝတုဒရှိနေကြသမျှကာလပလုံးပြာလနံပါတ်5အာထဝတ်တော့လုံးလရှိနေကြသမျှကာလပလုံးပြာလနံပါတ်6ဆွေမြေတော့တတိနှင့် ပြည်စုံနေကြသမျှကာလပလုံးပြာလသမေနာနံပါတ်239နံပါတ်9ယဟန်တို့ယဟန်တို့သည် ဝိပဿနာပညာနှင့်ပြည့်စုံနေကြသမျှကာလပတ်လုံးယဟန်တို့အဖို့ရာကြီးပွားရန်သာရှိပေ၏ဆိုလိုရန်လင်းမရှိပေယဟန်တို့ဤကြီးပွားကြောင့်အပရိဟာရိယတရားခုနှစ်ပါးတို့သည်ယဟန်တို့၌တည်နေကြ၍ယဟန်တို့သည်လည်းဤကြီးပွားကြောင့်အပရိဟာရိယတရားတို့ကိုကျင့်သုံးနေကြသမျှကာလပတ်လုံးယဟန်တို့အဖို့ရာကြီးပွားရန်သာရှိပေ၏ဆိုလိုရန်လင်းမရှိပေကိုယ်စားကိုယ်မိတ်ဖြင့်တရားမဆုံးသေးကိုယ်စား ဤသို့အပြည့်သည့်တရားခုနှစ်ပါးတို့ကိုတတိယယဟန်တို့တတိယယဟန်တို့ဤကြည်ပါကြောင်တရားခုနှစ်ပါးဟုခေါ်ခေါ်ဤနံပါတ်၁ထိုခုနှစ်ပါးတို့နဲ့ရှေးဥစွာသောအပရိဟာနိယတရားအရာ၌တတရာတရားသည်ကာကြီးအာဂမနိယတတရာခါခွေအဓိကမတရာကာငယ်ပတာရတရာ ကာငေပတာရတရာကာကြီးဩကပနတရာဟူ၍လေးမျိုးရှိထိုလေးမျိုးတို့တွင်ကာကြီးတပ်ပင်ညုဒဉဏ်ကိုရရှိကြောင်းကောင်းမြတ်သော ပါရမီစာကစရိယအကျင့်တရားဤဟူသောအာဂမနိယပရိပရာကြောင့်ဘုရားလောင်းတော်တို့ဤတန်တန်၌သူတော်ဘာနီးညွန်းဥပရေသမှကင်းလျက်ကြီးညိုပွဲရာဝုထုကို မဖောက်မပြန်တဝင်ကကြီးညိုဖြစ်ပွားလာသောတရားတရားကိုအာဂမနီယတရားတရားဟုခေါ်၏ခါခွေသစ္စာတရားသစ္စာလေးပါးတရားကိုမဉဏ်ဖြင့်ထိုးထွင်းဤတည်ခြင်းကြောင့်အရိယာပုဂ္ဂိုလ်တို့ဤတဏ္ဍာ၌ဖြစ်ပွားလာသောကိုယ်စားကွင်းပိတ်ဖြင့်သူရံဘတ်ထအရိယာဤတရားတရားကဲ့သို့မြေတူတူတယောက်များပြည့်စည်၍မရာသောတရားတရားသည် အဓိကမတရာမီဤ၊ကွင်းစကွင်းပိတ်ဖြင့်သူရံဘတ်ထအရိယာအကြောင်းကိုတန်ခါယရနာအခန်းသို့ရောက်မှရေးသားဖော်ပြပြန်ကွင်းပိတ်။ကငယ်မာကပိနမင်းစသည်တို့ဤတန်တနာ၌ဖြစ်သောတရာတရားကဲ့သို့ဘုရားတရားတန်ခါဟူ၍ပြောဆိုအပ်သောထိုစကားများကိုကြားရလျင်ပင် သူတော်ဘာတို့ကမြတ်စွာဘုရားသည်ဤတို့ဤတို့သောဂုံကျေးဇူးရှိတရားတော်သည်ဤတို့ဤတို့သောဂုံကျေးဇူးရှိတန်ခါတော်သည်ဤတို့ဤတို့သောဂုံကျေးဇူးရှိ စသည်ဖြင့်သရဏသုံးပါးဤဂုံကျေးဇူးကိုအကျယ်ဖော်ပြမပြောကြရဘဲတမ္မာတံဗုဒ္ဓဘဂဝါမြတ်စွာဘုရားသည်ခတ်သိမ့်သောတရားတို့ကို ပိုင်းခြားထင်ထင်သိမြင်တော်မှသိမြင်တော်မူပါပေစွာဤတို့စသည်ဖြင့် ရဏသုံးပါး၌ဖြစ်ပေါ်လာသောကြီးညိုမှုတတရာတရားသည်ပတာရတရာမိဤကွင်းစာအောက်ကတတိယတွဲစာမျက်နှာ180မှစ၍ကွင်းပိတ်ဖော်ပြခဲ့သောအနာရဝိန်တထေးတို့ဤတရာတရားမျိုးသည်ကွင်းပိတ်ကာကြီးဘုရားတရားတန်ခါဟူ၍သူတစ်ပါးကပြောဆိုအပ်သောထိုယရဏသုံးပါး၏ဂုံကို ညာဖြင့်တပ်ဝင်စင်ကျင်ကြံစီပြီးမှကိုတိုင်ကိုရမျက်မှောက်ပြုရသည်အလားမတုံမလုံတပ်ဝင်ယုံကြည်သောတရားတရားသည်ဩကပနတရားဟု၍ခေါ်၏ဤပထမအပရိဟာနိယတရား၌ပဒါရတရားနှင့်ဩကပနတရားဤနှစ်ပါးကိုယူရမည်နှစ်သုံးဒုတိယတတိယအပရိဟာနိယတရားတို့၌မကောင်းမှုမှ ရှက်ခြင်းဆက်ဆုပ်ခြင်း ဟိရီတရမကောင်းမှုမှထိတ်လန့်ကြောက်ရွံ့ခြင်းဩတပတရဤနှစ်ပါးတို့ဤသဘောသွားထူးခြားဟန်ကိုဤဆိုလွတ်တန်သောဥပမာဖြင့်သိရ၏နံပါတ်1အင်းမြ၍မစင်အငြေကြီးလိန်ထိပေကြံနေသောတန်တွေကဲနံပါတ်2ရဲရဲပြောင်ပြောင်မီးတောက်လောင်ထားသောတန်တွေကဲဟူ၍တန်တွေကဲနှစ်ခဲရှိရာပညာရှိသောသူသည် နံပါတ်၁အမတ်ပြတန်တွေကဲကို မစင်လူမြီမဆက်စုပ်ယွန်ရှာတော့ကြမကင်ဝင်နံပါတ်၂အမတ်ပြတန်တွေကဲကို ပူလောင်မြီမကြောက်ယွန်တော့ကြမကင်ဝင်ထို့အတူပင် သူတော်ကောင်းဖြစ်တော်သူဒီလဲနံပါတ်၁မကောင်းမှုဒုစရာဤယုံမာညင်ညမ်းမှုသဘောတည်းဟူသောအငြိအကျိမှဆက်စုပ်ယွန်ရှာခြင်းတည်းဟူသောဟိဒီတရားကြောင့်ထိုတန်တွေကဲနှင့်တူသောမကောင်းမှုဒုစရိုက်ကို မကင်ဝမပြုတ်ဝင်ပဲရှောင်ဖဲလီသည်နံပါတ်2ထိုမကောင်းမှုဒုစရဤမျက်မှောက်ဘဝတမလွန်ဘဝတို့၌ခံရမည်အပြည့်ပေးသည့်ဟူသော ပူလောင်မည်အရေးမှကြောက်လန့်ခြင်းသည့်ဟူသောဩတ္တပတရားကြောင့်ထိုတန်တွေခဲနှင့်တူသောမကောင်းမှုဒုစရကိုမကင်ဝမပြုတ်ဝင်ပဲရှောင်ဖဲလီသည်နံပါတ်4 ရုဒ္ဓအပရိဟာနိယတရား၌မြားသော အကြအမြင်ဘူးတုဒ္ဓရှိသူဟူရဝဲနံပါတ်၁ပရိယတိဘူးတုဒ္ဓရှိသူညီမာချင်းပြိတကကျမ်းကံအကြအမြင်များစွာ ရှိသော ပုဂ္ဂိုလ်နံပါတ်၂ပတိဝေရဘူးတုဒ္ဓရှိသူညီမာချင်းသစ္စာ၄ပါးတို့ကိုထိုးထွင်းသိမြင်သည့်လောကုတ္တရာမဉ္ဉံဖုံးညံအကြအမြင်များစွာရှိသောပုဂ္ဂိုလ်ဟူ၍ဘူးတုဒ္ဓပုဂ္ဂိုလ် ညီမြချင်းအကြံအမြင်များစွာရှိသောပုဂ္ဂိုလ်နှပြိုးရှိရာဤအရာ၌ဘူပရိယတိဘူသူဒပုဂ္ဂိုလ်ကိုသာယူရမည်ဇာမေနာနံပါတ်239ထိုပရိယတိဘူသူဒပုဂ္ဂိုလ်သည်လည်းနံပါတ်1နေတယမုံစနမုံစနကဘူသူဒပုဂ္ဂိုလ်ညီမြချင်းနေတကြီးလွတ် နေတည်းလွတ်လပ်အောင်အကြအမြင်အရေးရှင်းနဲ့ပြည့်စုံသောယဟန်ပုဂ္ဂိုလ်နံပါတ်1ပရိသူပတ်ထာကဘူတုဒပုဂ္ဂိုလ်ညီမြချင်းပရိသတ်မွေးမြူနိုင်လောက်အောင်ခွင်းစားခွင့်ပေးဖြင့်ကျောင်းတိုင်ဘုန်းကြီးပြုလုပ်နိုင်လောက်အောင်အကြအမြင်အရေးရှင်းဘူတုဒနဲ့ပြည့်စုံသောယဟန်ပုဂ္ဂိုလ်နံပါတ်3ဘိက္ခုနောဝါဒကဘူတုဒပုဂ္ဂိုလ်ညီမြချင်းဘိက္ခုနီမတို့ကိုဆုံးမနိုင်သော ယဟန်ဟူ၍သမှုတည်ပေးနိုင်လောက်အောင်အကြအမြင်ရေချင်းဘုဒ္ဓရနှင့်ပြည့်စုံသောယဟန်ပုဂ္ဂိုလ်ကိုယ်စားဤပုဂ္ဂိုလ်၃မျိုးအကျယ်အသေးပဲကိုတမန္တပါတာဓိကဝိနည်းအထကရာပါစိတ်တိယအဖွင့်ဩဝါဒဝတ်ဝိထနှင့်54မျက်နှာ၌ကြည့်ရှုမှတ်ယူရာဤကွင်းပိတ်နံပါတ်၄တပတ္ထကဘုဒ္ဓပုဂ္ဂိုလ်ညီများချင်းရှေးဘုဒ္ဓ သုံးမျိုးတို့ကဲ့သို့မိတ္တကသုံးပုံမှ ပိုင်းခြားသတ်မှတ်ရာပိုင်းခြားသတ်မှတ်ရာပါတသိဒ္ဓိဒေသများအကြာမြင်ရှိသူမဟုတ်ပဲအရှင်အာနန္ဒမထေရမြတ်တို့ကဲ့သို့မိတ္တကသုံးပုံအလုံးစုံကိုပြောဆိုဟောကြားနိုင်သော အကြာမြင်အရေးချင်းဘုဒ္ဓရနှင့်ပြည့်စုံသောပုဂ္ဂိုလ်ဟူ၍လေးမျိုးရှိရာဤသရုတ်ထအပရိဟာနိယတရား၌လေးရောင်မြောက်ဖြစ်သောတပ္ပတ္ထကဘုဒ္ဓပုဂ္ဂိုလ်ကိုယူရမည် အကြောင်းကား ဒုပုဂ္ဂိုလ်ကာမတာပရိယတိတရမပရိဝေရတရမဤများခြင်းနှစ်ပါးဤမူလရင်းဖြစ်သောပရိယတိတရမ၌ကောင်းစွာတည်သောကြောင့်ဒီနံပါတ်5ပြေသမအပရိဟာနိယတရား၌အာထုဝါသောလုံးလဝိရိယရှိသူဟူသောဇကားရဲ့ဝဲဝိရိယသည်တကာယိကဝိရိယမြင်မြခြင်းကို၌မိသောဝိရိယနှင့် စေတတိကဝီရိယညီမြခြင်းစိတ်နိုင်မီတော့ဝီရိယဟူ၍နှစ်ပါးရှိရာနံပါတ်၁ကာယသင်္ခဏိကာခေါ်သည့်အပေါင်းအသင်းတို့နှင့်ရောထွေးရှက်တဲ့နေထိုင်မှုကိုပယ်ဖြောက်၍လျောင်းထိုင်ရက်သွာဣရိယာပုတ်၄ပါးတို့၌ဝီရိယရံမဝုဒ္ဓ၈ပါးကို ပွားများကတကိုယ်ရေတကာယနေထိုင်ကြသောယဟန်တို့တန်တန်၌ဖြစ်ပွားသော ဝိရိယကိုကာယိကဝိရိယခေါ်၏နံပါတ်၄စိတ်တသင်္ကဏိကခေါ်သည့် စိတ်အာယုံ၆ပါးတို့နှင့်ကိလေသာတရားတစ်ပါးပါးဖြစ်ပွားကရောထွေးရှက်တင်နေထိုင်မှုကိုပယ်ဖြောက်၍ဇန်တမာဘက်၈ပါးကိုလေ့လာဝင်စားကတကိုယ်ဤတကာယနေထိုင်ကြလျက်သွားသောအခါ၌ဖြစ်သောကသွားသောအခါ၌ဖြစ်သောကိလေသာရက်တည်သောအခါ ရက်ဒီသောအခါတို့ ရောက်ခွင့်ကိုမပေးရက်ဒီသောအခါ၌ဖြစ်သောကိလေသာ ထိုင်သော အခါတို့ရောက်ခွင့်ကိုမပေးထိုင်သောအခါ၌ဖြစ်သောကိလေသာလျောင်းသော အခါတို့ရောက်ခွင့်ကိုမပေးပဲဖြစ်ရာဖြစ်ရာဌာန၌ပင်ကိလေသာတို့ကိုနှိပ်ကွသောယဟန်ဤဝိရိယကို စေတသိကဝိရိယခေါ်၏ပေါ်ပြရပါကာယိကဝိရိယစေတသိကဝိရိယနှစ်ပါးတို့နှင့်ပြည့်စုံ၍နေကြသမျှကာလပဲလုံး ရန်တို့အဖို့ရာကြီးပွားရန်သာရှိပြီးဆိုလိုရာအလင်းမရှိပေဟုဆိုလိုသည်စာမျက်နှာနံပါတ်240နံပါတ်6စတ္တအပရိဟာနိယတရား၌ဆွဲမြဲသောတတိနှင့်ပြည့်စုံကြသူများဟူသည်မှာမာဂတိံဘယမာဂတိံဘယအဘယမထေဒီကဗန္နကအဘယမထေ ိဒကစူလဗယမထေတို့ကဲ့သို့လွန်ခဲ့သည့်အချိန်ကြာမြင့်စွာကပြုခဲ့ပြောခဲ့သောကာယကံမှုဝစီကံမှုတို့ကိုမမေ့မပြအောင်မမေ့မပြအောင်မေ့နိုင်သောပုဂ္ဂိုလ်များကိုဆိုလိုသည်ဥပမာအဖြစ်ဖြင့်ဖော်ပြအပ်သောထိုမထေသုံးပါးတို့အနက်နံပါတ်၁မာဂဒိန်ဗယအဗယမထေသည်မိမိဘွားမြင်ပြီးနောက်၅ရက်မြောက်၌မင်္ဂလာနုဓမင်းကျွေးမွေးသော ပွဲလန်းတပင်ဝဲလူထမင်းကွက်မှာလူထမင်းကိုစားဖို့ရန်နှုတ်တိကိုစံတန်းသည့်ကြီးကိုမြင်၍ဟုံဟုံဟူသောအတန်ကိုပြုခဲ့လေသည်ထို့နောက်ထိုသူငယ်သည်ယဟန်ဖြစ်၍မရေကြီးဖြစ်သောအခါတပည့်ယဟန်တို့ကအရှင်ဘုရားအဘယ်အချိန်ကစ၍ကာယကံမှုဝစီကံမှုကို အောင်းမေအမှတ်ရပါသည်နီးဟုမေးလျှောက်အပ်လေလျင် ငွေပါပြီနောက်၅ရက်အမြောက်၌ကြီးကို၆လက်ရန်ဟုံဟုံဟု ပြုခဲ့သောအတ္တမဆ၍အမတ်ရဤငါရှင်တို့ဟု၍မိကြတော်မူတဲ့နံပါတ်1ဒီကဘာနာကအဘယမထေဖြစ်မိသူငယ်မွေးဖွားပြီနောက်၉ရက်မြောက်သောနေ့၌မိခင်ဖြစ်သူသည်တားကိုချင်းမြတ်နိုးလာ၍နန်းဆုံမီးဟုတားမျက်နာပေါ်သို့ညွှတ်လိုက်ရာမိခင်ဖြစ်သူဤစံတုံးကြီးသည် ပြေ၍ကြလိထိုအခါတပြည်သားမြတ်သော တပြည်သားမြတ်လောက်မြတ်မြတ်လောမူလေးမြက်လေးပန်းတို့သည်သူငယ်ဤရင်ပတ်ပေါ်၌ကြားရောက်၍စည်ရဲ့နာကျင်မှုကိုဖြစ်စေကြလိသည် ထိုသူငယ်သည်ဒီကဗန္ဓကအဘယမထေကြီးဖြစ်သောအခါ၌ယဟန်တို့ကိုယဟန်တို့က အဘေချင်းကဆ၍အမတ်ရပါသည်ဤအရှင်ဘုရားဟု မေးလျှောက်အပ်လေလျင်မွေးဖွားပြီးနောက်ကိုရဲ့မြောက်သောနေ့မှဆ၍အမတ်ရ၏ငါရှင်တို့ဟုဖြေကြတော်မူလေ၏ဇာမျက်နှာ241နံပါတ်3ဒီပိတကဆူလာဘယမထေမြက်ဒီကတပည့်ရန်တို့ကအဘယ်များလောက်အောင်းမေ့မှတ်ဆောင်နိုင်ပါသည်ဤအရှင်ဘုရားဟုမေးလျှောက်အပ်လေလျင် အနုရာရမြို့တော်၌တက္ကမကြီး၄ပေါက်ရှိရာတက္ကမကြီး၃ပေါက်ကိုပိတ်ဆို့ထား၍လူတို့ကိုတက္ကပေါက်တစ်ခုဒီမှအထွာခိုင်းလျက်တင်သည်အဘယ်အမည်ရှိသည်တည်းတင်သည်အဘယ်အမည်ရှိသည်တည်းဟုတယောက်စီတယောက်စီ လူစိတ်မေးပြီးထိုလူအလုံးတို့ပြောကြဖြေဆိုသော အမည်များကိုမှတ်သားထားပြီးနောက်ညနေချမ်း၌တပန်မြို့တွင်းသို့အဝင်ခိုင်းပြီးလျှင် အသည့်မမေးရတော့ပဲထိုလူများဤအမိများကိုမမားရအောင်ဤသူကဤအမိရှိဤသူကဤအမိရှိဟု သူ့အမိနှင့်သူတက်၍ပြောနိုင်၏ငါရှင်တို့ဟုဖြေကြတော်မူလေ၏နံပါတ်5တတမအပရိဟာနိယတရား၌ဝိပဿနာပညာဟူသည့်ခန္ဓာ၅ပါးတို့၏ဖြည့်ချင်းပြည့်ချင်းကို သိသိသိမြင်သော ဥရယဘယပညာကိုဆိုလို၏တနည်း6ခွန်စတ္တတ္တမအပရိဟာနိယတရားတို့၌လာသောတတိပညာဟုသောဇကာ၂ရက်ဖြင့်ဝိပဿနာရှုကြသောယဟန်တို့၏ဝိပဿနာအစာဟုဖြစ်သောတမ္မာတတိနှင့်ဝိပဿနာပညာကိုဆိုအပ်ကုန်၏ကိုင်းစဝိပဿနာရှုစဉ်အခါဖြစ်သောတတိနှင့်ပညာကို ယူလေးဟုဆိုလိုသည့်ခွင့်ပိတ်ဤကမှတ်ဖွယ်အထူးသည် စရုဒ္ဓကြီးပွားကြောင်းတရား9ပါးမြတ်စွာဘုရားရှင်သည်ရှင်းနည်းအတူတပံဆက်၍အာပရိဟာနိယတရား9ပါးတို့ကိုဟောကြားတော်မူပြန်သည်မှာနံပါတ်1ယဟန်တို့ယဟန်တို့သည်မဲ့ဤအကြောင်းဖြစ်သောအောင်းမေမှုညီမြခြင်းတတိတန်ဘောဇဉ်ကိုပွားများနေကြသမျှကာလပတ်လုံးယဟန်တို့အဖို့ရာကြီးပွားရန်သာရှိပေ၏ဆိုလိုရန်အလင်းမရှိပေစာမျက်နှာနံပါတ်242နံပါတ်1ယဟန်တို့ယဟန်တို့သည် မဲ့ဤအကြောင်းဖြစ်သောပညာကြီးများခြင်းဓမ္မဝိဇ္ဇာတန်ဘောစဉ်ကိုပရာလနံပါတ်3မဲ့ဤအကြောင်းဖြစ်သောလုံလကြီးများခြင်းဝိရိယတန်ဘောစဉ်ကိုပရာလနံပါတ်4မဲ့ဤအကြောင်းဖြစ်သောနှစ်သိမ့်မှုကြီးများခြင်းပီတိတန်ဘောစဉ်ကိုပရာလနံပါတ်5မဲ့ဤအကြောင်းဖြစ်သောငြိမ်းအေးမှုကြီးများခြင်းပတ္တတိတန်ဘောစဉ်ကိုပရာလနံပါတ်6မဲ့ဤအကြောင်းဖြစ်သောတည်ကြည်မှုကြီးများခြင်းတမာတိတန်ဘောစဉ်ကိုပရာလနံပါတ်9 ယဟန်တို့ယဟန်တို့သည်မဲ့ဤအကြောင်းဖြစ်သောလိလူရှုမှုညီများချင်းဥပိ္ပခာတန်ဖိုးစဉ်ကိုပွားများ နေကြသမျှကာလပတ်လုံးယဟန်တို့အဖို့ရာကြီးဝါရန်သာရှိပေ၏စိုးရုပ်ရန်အလင်းမရှိပေယဟန်တို့ဤကြီးဝါကြောင့်အပရိဟာနိယတရားခွန်နာပါတို့သည်ယဟန်တို့၌တည်နေကြ၍ယဟန်တို့သည်လည်းဤကြီးပွားကြောင့်အပရိဟာနိယတရားတို့ကိုကျင့်သုံးနေကြသမျှကာလပတ်လုံးယဟန်တို့အဖို့ရာကြီးပွားရန်သာရှိပေ၏ စိုးရုပ်ရန်အလင်းမရှိပေ။ခွင်းစာခွင်းပိတ်ဖြင့်တရားမဆုံးသေး။နောက်ထပ်ခွင်းစာဤဘောဇဉ်ခုနှစ်ပါးကြီးပွားကြောင်းတရားဖြင့်ဝိပဿနာမတ်ဖို့နှင့်ရှင်သောကိဝိပဿနာမတ်ဖို့နှင့်ရှင်သောလောကီလောကုတ္တရာအယောဖြစ်သောဘောဇဉ်တရားတို့ကိုဟောတော်မူသည်ခွင်းပိတ်။မြေသမကြီးပွားကြောင်းတရားခုနှစ်ပါးမြတ်စွာဘုရားရှင်သည်ရှင်းနည်းအတူတပံဆက်၍အပရိဟာနိယတရား9ပါးတို့ကို ဟောကြားပြန်တော်မူဒီမှာသမဏနံပါတ်243နံပါတ်1ယဟန်တို့ယဟန်တို့သည်မမြဲဟုတိမတ်မှုကိုညီမြချင်းအနိစ္စတင်ညာကိုပွားများနေကြသမျှကာလပတ်လုံးယဟန်တို့အဖို့ရာကြီးပွားရန်သာရှိပြီဆိုလိုရန်လင်းမရှိပြီနံပါတ်2ယဟန်တို့ယဟန်တို့သည်အတ္တမဟုတ်ဟုတိမတ်မှုညီမြချင်းအနတ္တတင်ညာကိုပွားများနေကြသမျှကာလပတ်လုံးပေယလာနံပါတ်3 မတင့်တဲ့ဟူတိမတ်မှုညီမာခြင်းအတုပတင်ညာကိုပွားများနေကြသည်မကာလပလုံးပေယလနံပါတ်၄အပြစ်ကိုတိမတ်မှုညီမာခြင်းအာရိနဝတင်ညာကိုပွားများနေကြသည်မကာလပလုံးပေယလနံပါတ်၅ဘေဘူယံတိမတ်မှုညီမာခြင်းပဟာနတင်ညာကိုပွားများနေကြသည်မကာလပလုံးပေယလနံပါတ်၆တမတ်ချင်းကင်းရန်တိမတ်မှု တချင်းကင်းရာနိဗ္ဗာန်ကိုတိမှန်မှုညီမြခြင်းဝိရာကတင်ညာကိုပွားများနေကြသမျှကာလပတ်လုံးပေရလနံပါတ်9ယဟန်တို့ယဟန်တို့သည်ချုပ်ချင်းကိုတိမှန်မှုတနည်းချုပ်ရာနိဗ္ဗာန်ကိုတိမှန်မှုညီမြခြင်းညီရတင်ညာကိုပွားများနေကြသမျှကာလပတ်လုံးယဟန်တို့အဖို့ရာကြီးပွားရန်သာရှိပေဆိုးလို့ရန်အလင်းမရှိပေယဟန်တို့ဤကြီးပွားကြောင့်အပရိဟာနိယတရား9ပါးတို့သည်ယဟန်တို့၌တည်နေကြ၍ ယန်းတို့ဒီလေဤကြီးွားကြောင့်အပရိဟာနိယတရား9ပါးတို့ကိုကျင့်သုံးနေကြသမျှကာလပတ်လုံးယန်းတို့အဖို့ရာကြီးွားရန်သာရှိပြီစိုးရုပ်ရာအလင်းမရှိပြီကွင်းစာကွင်းပိတ်ဖြင့်တရားမဆုံးသေးနောက်ထပ်ကွင်းစာဤ၌အနိစ္စဟုအဖန်ဖန်ရှုသောအနုပတနာပညာနှင့်တကွဖြစ်သောပညာသည်အနိစ္စတင်ညာမြိအနတ္တစသည်တို့၌လဲဤနည်းအတူတာသည် ဒေဘုမကသင်္ကာရတို့၌အနိစ္စဟူ၍ရှုချောင်းဖြစ်သောပညာကိုယ်စားကိုယ်မိတ်ဖြင့်အနိစ္စဝိပဿနာသည်အနိစ္စနုပဿနာမြည်ဤသမဏနံပါတ်244ထိုပညာနှင့်တကားဖြစ်သောမက်ကိုပွားများလျင်ဖြစ်စေလျင်ပညာကိုလည်းပွားများအပ်ဖြစ်စေအပ်သည်သာမြည်ဤထို့ကြောင့်ပါဠိတော်၌အနိစ္စသင်ညာစသည်ဖြင့် ဟောတော်မူအပ်လေသည်တနည်းပညာကိုအဟုမူသည်ဖြင့်ဝိပဿနာပညာကိုသာညွန်ပြဟောဆိုခြင်းဖြစ်သည် အနန္တပညာစသည်တို့၌လည်းဤနည်းတူသာသည်ဤပညာခုနှစ်ပါးကြီးပွားကြောင်းတရားတို့အနက်ရှေး၅ပါးသည်လောကီတို့သာဖြစ်၏နောက်၅ပါးကလောကီလောကုတ္တရာအယောဖြစ်၏ဤကအထုမယံသည်ခွင်ပေရှန်တို့ဤကြီးပွားကြောင်းတရား၆ပါး ။မြတ်စွာဘုရားသည်တပန်ဆက်၍ယဟန်တို့အားကြီးဝါကြောင်းတရား6ပါးတို့ကို ဟောတော်မူလိုရကယဟန်တို့တင်တို့အားဘာဘုရားသည် ကြီးဝါကြောင်းတရား6ပါးတို့ကိုဟောပြန်ထိုတရားကိုနာဂုံဥုံလော့ကောင်းစွာနှလုံးသွင်းဂုံဥုံလော့အကြေအပြင်ငါဘုရား ဟောကြားပေးအံ့ဟုမိန်တော်မူလက်တော်ယဟန်တို့သည်ကောင်းပါပြီမြတ်စွာဘုရားကိုရှောက်ထားဝန်ခံကြကုန်၏ မြတ်စွာဘုရားသည်ဤဆိုလဒံသောအပရိဟာနိယကြီးပွားကြောင်းတရား6ပါးကိုဟောကြားတော်မူ၏နံပါတ်1ယဟန်တို့ယဟန်တို့သည်သတင်းသုံးပေါ်တို့ရပေါ်၌မေတ္တာစိတ်ဖြင့်ပြုအပ်သောကိုယ်အမှုယကာယကံကို မျက်မှောက်မျက်ကွယ်နှစ်သွယ်လုံး၌ရှေးရှုထင်စေကြသမျှဖြစ်စေကြသမျှကာလပတ်လုံးယဟန်တို့အဖို့ယကြီးပွားရန်သာရှိပေဆိုလိုရန်အလင်းမရှိပေ နံပါတ်1ယဟန်တို့ယဟန်တို့သည်တရင်သုံးဘော်တို့ရပေါ်၌မေတ္တာစိတ်ဖြင့်ပြုအပ်သောနှုတ်အမှုရဝစီကံကိုမျက်မှောက်မျက်ကွယ်နှစ်သွယ်လုံး၌ရှေ့ယူထင်စေကြသမျှဖြစ်စေကြသမျှကာလပတ်လုံးယဟန်တို့အဖို့ရာကြီးပွားရန်သာရှိပေ၏စိုးရိုးရန်အလင်းမရှိပေ။စာမျက်နှာ245နံပါတ်3ယဟန်တို့ယဟန်တို့သည်တရင်သုံးဘော်တို့ရပေါ်၌မေတ္တာစိတ်ဖြင့်ပြုအပ်သောစိတ်အမှုရမနောကံမှုကို မျက်မှောက်မျက်ွယ်နှစ်သွယ်လုံး၌ရှေးရှုထင်စေကြသည်မြဖြစ်စေကြသည်မြကာလပလုံးရန်တို့အဖို့ရာကြီးပွားရန်သာရှိပေစိုးစိုးရန်မရှိအလေးမရှိပေနံပါတ်၄ရဟန်းတို့ရဟန်းတို့သည်တရားနှင့်အညီရာသောပြည့်စည်လေးရဓမိယလက်ကိုအယုံဆုံးအပြင်တပိတ်အတွင်းရှိစွမ်းမြကိုတော်လဲတိချခွဲ၍မတုံးဆောင်ပဲတိလရှိသောတရင်သုံးဘော်တို့နှင့်သက်ဆိုင်စေ၍ သုံးဆောင်ကြသမျှကာလပတ်လုံးယဟန်တို့အဖို့ရာကြီးဝါရန်သာရှိပြီဆိုးရုပ်ရန်လင်းမရှိပြီနံပါတ်5ယဟန်တို့တနာဤကျွန်အဖြစ်မှ ကျွလွတ်စေတတ်ကုန်သောပညာရှိတို့ကြီးမွားကုန်သောမာယွန်းစွာမတုံးတတ်ကုန်သောတမာတိကိုဖြစ်စေတတ်ကုန်သော မကြိုးမပေါက်မကြားမပြောက်ကုန်သောသီလတို့ဖြင့်ယဟန်တို့သည်မျက်မှောက်မျက်ွယ်နှစ်သွယ်လုံးနိုင်ပင်သတင်းသုံးဖို့တို့နှင့် တည်လာခြင်းတူမြလည်းနေကြသမျှကာလပလုံးရန်တို့အဖို့ရာ ကြီးပွားရန်သာရှိပေသို့ရောက်ရာအလင်းမရှိပေနံပါတ်6ရန်တို့နိဗ္ဗာန်သို့ ဆောင်တက်သောအကျင်အရိယာပညာသည်ထိုပညာကို လိုက်နာကျင့်သုံးသူအားစင်ရစင်စစ်ကုန်ဖို့ရန်ဆောင်တက်၏ ထို့သောသောအထိယပညာအပြင်ရန်တို့သည်မျက်မှောက်မျက်ကွယ်နှစ်သွယ်လုံးနိုင်ပင်သတင်းသုံးပေါ်တို့နှင့်ပညာချင်းတူများလျက်နေများသည်များကာလပတ်လုံးရန်တို့အဖို့ရာကြီးပွားရန်လာရှိပြီဆိုလိုရန်လင်းမရှိပြီရန်တို့ဤကြီးပွားကြောင်းအမေရိကန်နီးယားတရား6ပါးတို့သည်ရန်တို့၌တည်နေကြ၍ရန်တို့သည်လည်းဤကြီးပွားကြောင့်အမေရိကန်နီးယားတရား6ပါးတို့ကိုကျင့်သုံးနေကြသည်များကာလပတ်လုံး ရန်တို့အဖို့ရာကြီးပွားရန်သာရှိပြီးဆုပ်ယုတ်ရာအလင်းမရှိပြီးဟူ၍မြတ်စွာဘုရားရှင်သည်ရဟန်းတို့ဟာကြီးပွားကြောင်းတရား9ပါး5စု6ပါးတစုဤသို့6စုထား၍ဟောကြားတော်မူ၏သမဏနံပါတ်246နံပါတ်1 2 3မေတ္တာစိတ်ဖြင့်ပြုအပ်သမျှသောကာယကံကိုယ်အမူအရာအလုံးကိုမေတ္တာကာယကံဟူ၍ခေါ်၏ မေတ္တာစိတ်ဖြင့်ပြောဆိုသည်။သောဝစီကံနှုတ်မူရာအလုံးကိုမေတ္တာဝစီကံဟူ၍ခေါ်၏မေတ္တာစိတ်ဖြင့်ကြံစည်အပ်သည်။မနောကံစိတ်အမူအရာအလုံးကိုမေတ္တာမနောကံဟူ၍ခေါ်၏ပါဠိတော်၌ဤမေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံတို့ကိုပရိသတ်၄ပါးတို့တွင်ယဟန်ပရိသတ်ကအမျက်ဆုံးဖြစ်သောကြောင့်ယဟန်တို့နှင့်ဆက်၍ဟောကြားတော်မူအပ်၏ သို့တော်လဲမြတ်စွာဘုရားရှင်ဤတရားတော်ဒီပြိဋ္ဌာန်၄ပါးတို့နဲ့ဆက်ဆံသောကြောင့်လူ့အကြောင်းတို့၌လဲဤမေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံတို့ကိုရာအကုန်ဤရပုံမှာယံတို့အဖို့ရာမေတ္တာစိတ်ဖြင့်ဝကြီးဝငယ်ကို ဖြည့်ကျင့်ခြင်းသည်မေတ္တာကာယကံမြိလူတို့အဖို့ရာဇေတိတော်ကိုဖူးမြော်ရန်ဗောဓိပင်ကို ရှ िख ိုးရန်တန်ဃာတော်ကိုပင့်ဖိတ်ရန်သွားခြင်း ရွာတွင်သို့စွန့်ကန်ဝင်လာသောရဟန်းကိုမြင်လျင် ခီးဥကြိုဆိုခြင်းတပိတ်ကိုစည်းကြိုယူငင်ခြင်းနေရာခင်းခြင်းရဟန်းပြန်ကြွသောအခါလိုက်၍ပူခြင်းအစာရှိသည့်များကိုမေတ္တာကာယကံမြည်ရဟန်းတို့အဖို့ရာမေတ္တာစိတ်ဖြင့်လိုက်နာကျင့်သုံးရမည်သိက္ခာပုံများကိုပြောပြ ပြောကြားပြခြင်းကမ္မထန်တရားဟောကြားပြတာခြင်း အခြားတရားဟောပြောခြင်းအချုပ်အဖြစ်ပြိတ္တကတ်သုံးပုံကိုတင် जा ပြတာပို့ချပေးခြင်းသည်မေတ္တာဝစီကံပြီးစာမျက်နှာနံပါတ်249လူတို့အဖို့ရာစီရောကိုဖူးမြော်ရန်တွားကြကုန်ဟံဗောဓိပင်ကိုဖူးမြော်ရန်တွားကြကုန်ဟံတရားနာတွားကြကုန်ဟံတရားနာမှုပြုကြကုန်ဟံစီမိရေကြံ့ပန်းပူဇော်မှုပြုကြကုန်ဟံသူစရိုက်သုံးပါးတို့ကိုကောင်းစွာစောက်တည်၍ကျင့်ကြကုန်ဟံ စာရေးတန်းဆွမ်းစသည်တို့ကိုပေးလူကြကုန်ဟဝါသူတင်ကလူတန်းကြကုန်ဟယနေ့တန်ဃာတော်ဟာပစ္စည်းလေးပါးတို့ကိုပေးလူကြကုန်ဟတန်ဃာတော်တို့ကိုပင့်ဖိတ်ပြီးတော့အခါခဲဝယ်စသည်တို့ကိုစီမံကြကုန်လော့နေရာတို့ကိုခင်းကြကုန်လော့တောက်ရီကိုတီထားကြကုန်လော့တန်ဃာတော်များကိုခရီးဦးကြိုဆို၍ပင့်ဆောင်ခဲ့ကြကုန်လော့ခင်းထားအပ်ပြီးတော့နေရာ၌ထိုင်စေကြကုန်လော့ ထက်တန်သောဆန္ဒထက်တန်သော လုံးနာ ဖြစ်ရှိကြကဝေယဝဆကိုပြုကြကုန်တော့ဤသို့စသည်ဖြင့်ပြောဆိုသောအခါမေတ္တာဝစီကံမြည်ရဟန်းတို့အဖို့ရာစောစောထ၍ကိုလက်သုတ်တင်ကစေတီရင်ကနာဟုစသည်တို့ကို ပြုလုပ်ပြီးလျင်စိတ်ငြိမ်သောနေရာ၌ထိုင်နေ၍ဤကြောင့်၌၌နေကြသောရဟန်းတို့သည် ချမ်းသာကြပါစေရန်ကင်းကြပါသည် ဒေါသပြပါရကင်းကြပါစေဤတို့ကြံစီစင်းသာနှလုံးထားခြင်းသည်မေတ္တာမနောကံမြီ လူတို့အဖို့ရအရှင်မြတ်တို့သည် ချမ်းသာကြပါစေရန်ကင်းကြပါစေဒေါသပြပါရကင်းကြပါစေဤတို့စသည်ဖြင့်ကြံစီစင်းသာနှလုံးထားခြင်းသည်မေတ္တာမနောကံမြီ